MI Radio ပရိသတ်များအလုံးမင်္ဂလာပါခင်ဗျာ Lenny Have HSK Edition နေပြီးတော့မှပရိသတ်များအလုံးကိုပြန်လည်ပြီးတော့မှကြိုဆိုပါရစေကျွန်တော်ကတော့ဇွဲပါဗျာဒီချက်မင်္ဂလာပါဟုတ်မင်္ဂလာပါဆီယာမကိုတရုတ်လိုမလိုပြောမလဲအော်ဆီယာမဆိုတရုတ်လို老师လို့ပြောပါတယ်老师မှန်လားဗျဟုတ်အဲ老ကတော့မှန်တယ်အနောက်က 是是是，老师啊，OK 吧？到时候老师搞过来，没事别忘我们家。啊，OK，嗯，大家好，阿龙妹明老百姓啊，老师噶罗的 MI Radio，喏，的 Learning Head 系统啊，把问他的啊，金珠老师批吧的。ဒီနေ့စီစဉ်မှာဆွေးတော့ပြောကြမှာက HSK ထေကမှ listening နဲ့ပတ်သက်တဲ့ဟာပေါ့လေ HSK စာမေးခွန်းမှာပေါ့ listening ဆိုရဲ subject ကကြောက်စရာကောင်းတဲ့ဘာသာရပ်တစ်ခုလားကျောင်းသားရဲ့ reaction ကဘယ်လိုရှိသလဲပြီးတော့ဒီ listening နဲ့ပတ်သက်တဲ့မေးခွန်း type ကဘယ်လိုပုံစံမျိုးတွေရှိလဲဗျဟုတ်ကဲ့ အဲပထမဆုံးပေါ့နော်ဟိုအရင်တော့ကဆာမိုဝဲမဖြေဘူးဘူးပေါ့နော်ဆာမိုဝဲအတွေ့အကြုံမရှိဘူးပထမဆုံးတစ်ခါဖြေတဲ့လူတွေအတွက်ကြတော့သွားနည်းနည်းတော့ဟိုကြောက်စရာတော့ကောင်းတယ်ပေါ့နောက်ပိုင်းကျရင်ကွာဖြေနေကြပါညာဆိုလို့ရှိရင်တော့ဟိုပထမတော့ကတော့အလိုအရင်မလန့်တော့ဘူးပေါ့နော်ဟိုအတွေ့အကြုံလည်းအများရပြီဟိုဆာမိုဝဲမှာဆိုလို့ရှိရင်ကိုဒီစိတ်ကိုဘလို့ထိန်ချုံရမလဲဆိုတော့လည်းတိသွားရေပေါ့ဟိုမိကုန်းပုံစံကကြတော့ပေါ့နော်အမျိုးမျိုးရှိရေပေါ့သူကအမားအမတ်ယူရတဲ့ဟာရှိရေအ ABC ယူရတဲ့ဟာရှိရေပေါ့နော် HSK 1ကန okay. 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 ေ treaty ကကြတော့သွားဆောင်မွေးမှာဆိုလို့ရှိရင်အာနှခါဖွင့်ပြတယ်ပေါ့ဟုတ်ကဲ့ဟိုဝါဟာတာတစ်ခုပဲဖြစ်ဖြစ်စာကြောင်းတစ်ခုပဲဖြစ်ဖြစ်နှခါဖွင့်ပြရဲနှခါပြောပြတယ်ပေါ့နော်ဒါပြီးရင်ပြောတဲ့ဟိုနှောင်းကလည်းအရင်နေရပေါ့အရင်မမြန်ဘူးပေါ့နော်ဟိုအဲ့တော့ကြတော့ဟိုကိုကစဉ်းစားချိန်လည်းရှိတယ်အဖြေကြည့်ပြီးတော့မှပေါ့နော်တခြားရွေးချိန်လည်းရှိရပေါ့ HSK 456ရောက်တော့ကြတော့သူကကြတော့လေအာတစ်ခေါက်ပဲဖွင့်ပြတော့ပါဟမ် နောက်ခါဝင်ပြန်ပြတော့သူက level မြင့်လာလို့ဟုတ်တာပေါ့ထားပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် level မြင့်လာတဲ့အတွက်ကြောင့်မလို့သူကအာနောက်ခါမဖွင့်ပြတော့ဘူးတစ်ခေါက်ပဲဖွင့်ပြတယ်ဟိုဒါပြလို့ရှိရင်စကားပြောတဲ့နှောင်းကလည်းဟို1 2 3ကတော့အရင်မနှီးတော့ဘူးပေါ့ဟုတ်ကဲ့သူကပုံမှန်စကားပြောတဲ့လိုဟိုဖြစ်လာပြီပိုရောမ professional ပေါ့နော်ပိုရောမဟို professional ဆန်လာတယ်ပေါ့ဟုတ်ကဲ့အဲ့လိုလေတော့ရှိရဲ့ရှင့်ဒီစာမွေးဖြည့်တဲ့သူအကုန်လုံးရဲ့အဓိက target ကဘာလဲဆိုရင်တော့စာမွေးဝဲအောင်ဖို့ပေါ့လေဆိုတော့စာမွေးဝဲအောင်ဖို့အတွက်ကျွန်တော်တို့ဒီ Megan type ကိုဘယ်လိုနားလေသဘောပေါက်ထားမှာ လဲအောင်မက်ရဖို့အတွက် part တစ်ခုချင်းစီအလိုက်ဘယ်လိုမျိုးအောင်မက်တွေကိုအရယူကြမလဲပေါ့ listening mind ပေါ့နော် listening mind ဆိုလို့ရှိရင်သွားကြောအောင်မက်ကတော့သွားဟောပေါ့နော်တစ်ပိုင်းတစ်ပိုင်းဆိုသွားတရားစီပေးရပေါ့ဟုတ်ကဲ့အဲဆိုလို့ရှိရင်သွား60ဆိုရင်အောင်ပြီရှင်ဟုတ်ကဲ့ပါဗျာဆိုတော့လေကျွန်တော်တို့ဟိုးရင်ကလေးရလေစာဝင်းဖြေရတဲ့အခါမျိုးမှာဆိုရင်ဘေးမေးခွန်းကတော့အမက်တွေဘလောက်ရနိုင်တဲ့အနေအထားရှိရပေါ့လေဆိုတော့ခုနကလောက်ရှိပြောတဲ့အထဲမှာဆိုရင်ကျွန်တော် part တွေအများကြီးရှိရဗျာအဲ့ part အထဲကမှ part တစ်ခုချင်းစီရဲ့ target ကဘာဖြစ်မလဲပေါ့ဥပမာပြင် part 1ဆိုရင်ကျွန်တော် focus ရသွားလား part 2ဆိုရင်ကျွန်တော်နောက်ထပ်ဝက်ကြအနေနဲ့တိဆောက်တက်သွားလားပေါ့ဆိုတော့ part တစ်ခုချင်းစီလိုက် target ကဘာဖြစ်မလဲ bay port ကိုဦးစားပေးမယ်ဆိုရင်ចောင်းသားတွေအနေနဲ့ အမတ်တွေပူရနိုင်လေပေါ့ဟုတ်ကဲ့ဟိုအမတ်များများရချင်တယ်ပေါ့နော်တီချာပိုင်နိုင်လုတ်ချင်တယ်ဆိုတော့ဒီဝေါ်ဟာရာတီချာကြည့်မယ်တီချာမှတ်ထားမယ်အဲအားဆိုလို့ရှင်တော့ဒီရဲ့ part 1 2လောက်ကတော့တော်တော်အမတ်များများရနိုင်တယ်ပေါ့ဟိုဒီစကားပြောပိုင်းမှာကျတော့လေကိုကကျတော့ဟိုဘယ်လိုပြောမလဲသူတို့ပြောတာလဲကွာနားထောင်မှုလိုတယ်ကိုကလည်းပြန်စဉ်းစားဖို့လိုရယ်ဆိုအဲ့အပိုင်းလေးကိုကျတော့နည်းနည်းအမတ်ရဖို့နည်းခက်ခဲတယ်ပေါ့ ဟုတ်ဟိုဒီမှာဆိုလို့ရှိရင် HSK level 4မှာဆိုလို့ရှိရင်တော့3ပိုင်းပဲရှိတော့မှာပေါ့3လောက်ကြီးပဲပါမှာပေါ့ဟုတ်ကဲ့ဟုတ်တယ်ရှင်အဲ့လိုမျိုး3ပိုင်းပေါ့နော် part 3ပဲပေါ့ရှိ3ပိုင်းပဲရှိတော့မှာပေါ့ HSK 5 6ကြတော့တော့2ပိုင်းပဲရှိတော့မှာဩပုံပုံနေသွားပေါ့ဟုတ်တယ်နေပြီးတော့ခတ်လာတာဟုတ်တယ်ခေါင်းစဉ်ကနေပဲဟိုဖြေရတဲ့ပုံစံတည်းကလည်းဟိုနေလာရပေါ့တွားကြောဟိုက အမအမှန်နေမပါတော့ဟုတ်ကဲ့အဲ့တော့ကျတော့ तू ကကျတော့ဒီ ABC ရွေးရည်ပဲပါလာတော့မှာပေါ့နော်အဲ့အဲ့လိုဆိုလို့ရှိရင် तू မိကုန်းမိတဲ့မိကုန်းပုံစံတော့နေသွားတယ်ဒါပေမဲ့အထဲကဘယ်လိုပြောမလဲစာသားတွေပေါ့နော်ဒီရဲ့မိကုန်းမိကုန်းရဲ့ဟွာပေါ့ဟုတ်ကဲ့နေပေးရပူကျေပြန့်လာတယ်ပူပြီးတော့မှလည်းဟွာပေါ့နော်ခက်လာတယ်ပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီကနေ့ Learning Hub အစီအစဉ်မှာဆိုရင်တော့ HSK စာမေးပွဲနဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်အဲ့တော့ခဏနေကြာရင်ဒီ listener နဲ့ပတ်သက်ပြီးတော့မှအမှတ်တွေအများကြီးရအောင်ဘယ်လိုမျိုး strategy တွေကိုလက်ကင်ထားကြမလဲဒီ HSK စာမေးပွဲကိုကိုယ်တိုင်ကိုကြားဖြေဖူးတဲ့အကြောင်းသူတွေကိုပါဖိတ်ခေါ်ထားတာကြောင့်မို့လို့အစီအစဉ်အဆုံးထိအတူရှိနေပေးကြဖို့မျှော်လင့်ပါတယ်ခင်ဗျာ ဆွေခုနပြောခဲ့တဲ့အတိုင်းအခုတစ်ခေါက်ကတော့စာမေးပွဲကိုကိုရင်ကိုကြဖြေဘူးတဲ့ចောင်းသူတယောက်ကိုပါဒီကနေ့အစီအစဉ်ကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကြည့်ရှုနေကြတဲ့ပရိသတ်တွေနားဆင်နေကြတဲ့ပရိသတ်တွေကိုတရုပ်လုံလေးမိတ်ဆက်ပေးပါအောင်ဗျာ大家好，我是戴戴多。 ဟုတ်ကဲ့ပါနောက်ဆိုရင်လည်းအကိုကိုရိုင်းလည်း wash ဇွဲဆိုပြီးမိတ်ဆက်မှာပေါ့နော်ဟုတ်ကဲ့ဆိုတော့အကိုတို့ဒီကနေ့ episode မှာဆိုရင် listening နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောကြမှာဗျာဆိုတော့ညီမကဘယ် level ပြီးထားတာအော် level 2ရှင် level 2ပြီးထားတာဆိုတော့ level 1နဲ့ level 2အတွေ့အကြုံကောင်းကောင်းရှိမယ်လို့အကိုကတော့ယုံကြည်ရပေါ့လေဆိုတော့ဒီ level 1 level 2ဖြည့်ပြီးတဲ့အခါမှာညီမရဲ့ listening အတွေ့အကြုံကဘယ်လိုမျိုးရှိလဲဒီ listening အပိုင်းရဲ့နည်းနောက်ပိုင်းဆိုလို့ရှင်တော့ နည်းနည်းခက်လာတယ်လို့တော့ခံစားရ။ဘာလို့ဆိုတော့သူကစာကြောင်းတွေကအာနောက်ပိုင်းရောက်လာလေးလေးနည်းနည်းလေးရှည်လာလေးပြောရတာလေပို့ပြီးတော့နားထောင်ရတဲ့သူလည်းနည်းနည်းခက်လာတယ်လို့ခံစားရတယ်။ဟုတ်ကဲ့ဗျ။ဆိုတော့လောက်ရှက်နေနဲ့အဲ့ဒါကိုဘယ်လိုထင်လဲပေါ့။ခနာဒီညီမလေးပြောလိုက်တယ်လို့ပေါ့ဟိုနောက်ပိုင်းရောက်လာလေးနည်းနည်းပိုခက်လာလေးပေါ့နော်ဟုတ်ကဲ့အဲဒါပေါ့နော်အရှိရကျော်သွားပြောရတာကြောင့်ဝေါ်ဟာတာလေးတွေတစ်လုံးနှလုံးအလိုလောက်နေတယ်ပေါ့နော်အဲဒါမဲ့ဒီနောက်ပိုင်းရောက်လေးသွားကျော်ထိုင်ရတော့ပေါ့နော်တွေးဟွာလေးပါလာတော့ကြာတော့ဟိုကိုကကျော်လေးဖို့လို့ပေါ့ ဟိုဖြင်းလဲတွားကြည့်လို့မရလေလက်စနေဆိုတော့လေအော်အဲ့တော့ကြတော့ဆိုတော့ဟိုဒါကလည်းနည်းနည်းတော့အခက်ခဲတော့ရှိရပါတော့เนาะအော်ဒါပေမဲ့ကိုကဒီမေခွန်းမေခွန်းဟောင်းနေကိုတွားကိုတီချီတီတီချာချာလောက်ထားမယ်ဟိုဘောเนาะဒီဆောင်းဝဲပုံစံမေခွန်းပုံစံတွေတီချာလောက်ထားမယ်ဆိုတော့အရင်တော့လည်းအခက်ခဲတော့မရှိပါဘူးဒီမေခွန်းနေအပြင်ဒါကျွန်တော်တို့ level 1 2ဖြည့်မယ်ကျောင်းသားတွေနည်းနည်းဘယ်လိုမျိုးတခြားသော resource တွေကိုလေ့လာထားဖို့လိုအပ်သေးလေဗျာ ဟုတ်ကဲ့အော် HSK 12ကကြတော့ဗောနော်ဒီ level အများကြီးလောက်တော့အရင်အခက်ခဲတော့မရှိဘူးဒါလေဟိုနေ့စဉ်တောင်းစကားဗောနော်အဲ့တော့ကျတော့ तू ကကျတော့မိတတ်တဲ့မိခွန်းနေရာကြတော့ဗောနော် तू ကဒီတရုတ်ပြည်ရဲ့တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ဟာတွေတို့ရဲ့ဒီရိုးရာဒလီနဲ့ပတ်သက်တဲ့ဟာတွေပွဲတော်တွေအကြောင်းလေးဗောနော်အဲ့ဒါပြင်တို့ဒီရဲ့နီးပညာနဲ့ပတ်သက်တဲ့ဟာတွေဗော तू level အမြင့်လေးဟိုနေပရလည်းပူကျဲပြန့်လာလေးဗောဟုတ်ကဲ့ဟိုအဲ့တော့ကျတော့ဆိုတော့ဟို line ပေါ်ကနေလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်းရရဲဗောဟိုမိမလေးတို့လေ့လာတဲ့ဟာဆိုပါလေဟို hello chinese အာ hello chinese လေးလာလဲအများကြီးပြီးတော့ learning chinese ဆိုလဲတခုရှိတယ်အဲ့ဒါဆိုလို့ဆိုလို့ရှိရင်တော်တော်လေးကိုပြည့်စုံနေလို့ပြောရမသိလားမြန်မာဆိုလို့ရှိရင်အဲ့ဒါနဲ့ပေါ့နော်ဆီယမားတွေတင်ပြရလဲရှိတယ်မျိုး subsidiary အတိုင်းဆိုလို့ရှိရင်အဲ့ application တုံးတာပုံများတယ်ဟုတ်ဆိုတော့သူက level 1ကနေ city ဆိုတော့တော်တော်လေးကိုစုံနေလို့လဲပြောလို့ရတယ်ဘလိုမျိုး key points တွေကို absorb လုပ်ဖို့လို့လဲဗျဆိုတော့ဆီယမားရဲ့ techniques ကဘာများဖြစ်မလဲဗျ အော်ဟုတ်ကဲ့အဓိကကျတော့ဒီဝေါ်ဟာရာပေါ့နော်ဝေါ်ဟာရာလေးတွေတူကကျတော့ဟိုသူ key point လေးရှိရပေါ့နားတယ်လောက်ကွာ key point အောင်တိချမှတ်ထားမယ်ဒါပြလို့ရှိရင်ဆိုအဲ့ဟာအမိရဖမ်းပေါ့မိခွန်းထဲမှာဆိုလို့ရှိရင်လည်းကွာကြိုဖတ်ထားလို့ရရပေါ့ဘယ်စလုံးနေပါလဲဆိုအဲ့တော့တူကထားပေါ့တော့အဖြေလေးခုပေးထားရဆိုလို့ရှိရင်အ ਨੇ ဆုံးပုံစံတော်တော်များများတော့တစ်ခုလောက်ကတော့မတက်ဆိုင်တဲ့ဟာပါနေပေါ့အဲ့ဆိုလို့ရှိရင်ဒါကွာတိရမယ်ပေါ့အော်ဒါတော့လုံးဝမတက်ဆိုင်တဲ့ဟာကြီးပေါ့နော်အဲအဲ့လိုမျိုးပေါ့အယောင်နေပြောနေတော့ဟိုချက်ချင်းနဲ့ငင်းကြီးဟိုဗာလဲ စာအသာအစာတောက်ပေါ်လာလို့ပေါ့အဲ့လိုလုံးဝမတက်ဆိုင်နေဟိုင်တွေရှိနေပေါ့အဲ့ဒါဆိုရင်ကွာတိရမှာဟောဒါကတော့အဲဘယ်လိုပြောမလဲမပါနိုင်မဖြစ်နိုင်ဆိုတာကွာတိရမှာပေါ့စကလုံးလိုက်ကိုအရင်လိုက်နားလေပြီးတော့မှစဉ်းစားနေစရာမလိုဘူးကွာကြောအဲ့ဟို key point ကိုကွာအမီးကဖမ်းနိုင်မယ်သူတို့ပြောတာကိုနားလေပေါ့နော်တိချလေးလိုက်နားထောင်မယ်အဖြေကိုလည်းတိချဖက်ပြီးရွေးမယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်အဲ့ဒါဆိုလည်းအမတ်များနိုင်တဲ့နီလန်းပေါ့နော်ဟုတ်ကဲ့ပါဗျနောက်တစ်ခုကလေအရေးကြီးတာအချိန်ကိုစီမံတတ်ဖို့လည်းလိုတယ် listening ဖြေတဲ့နေရာမှာ तू ကအချိန်ကို ပေးထားတဲ့အတွက်ကြောင့်မလို့လေတချို့ကျတော့ပေါ့နော်ကျောင်းသားများစုညီမအပါဝင်ပေါ့အဲခုကြော်သွားပြီဆိုလို့ရှိရင်ဟာဒါဘာကြီးလဲပေါ့ကျောင်းစိတ်ကြီးထိုးတက်လာကျောင်းစိတ်ကြီးဟုတ်တယ်အဲ့လိုမျိုးဖြစ်လာအဲ့ဒီမှာလုံးဝစိတ်ကိုရှော့ချလိုက်ဒါမမီလဲရရဲနောက်တကြောင်ကိုကိုပိုင်ကိုအယောင်ဆိုင်ပြီးတော့ဖြေမယ်တကယ်လို့တခါတည်းကြောက်လို့ရှိရင်ကိုအဖြေကနှမျိုးဖြစ်နေရတယ်ဖြစ်တယ်အဲကြောက်လို့ဆိုလို့ရှိရင်ခဏလေးထားထားနှမျိုးထောက်သေးရလားအဲ change ကြောက်လို့ဆိုလို့ရှိရင် ပိုင်ကိုနည်းနည်းမှတ်ထားလိုက်မှတ်ထားပြီးွားလို့ဆိုလို့ရှိရင် နောက်ပိုင်းဖြေပြီးွားလို့ဆိုလို့ရှိရင်ဆီယမတွေကအချိန်2မိနစ်ထပ်ပြီးတည်ရဲအဲအဲ့ချိန်လေးမှာကိုပိုင်ကိုတခြားပြန်စဉ်းစားပြီးတော့မှဖြေလို့တည်းရတယ်ဒါကတော့ကျွန်တော်တို့ဒီ level 2ကိုဖြေဘူးတဲ့ညီမလေးတယောက်ရဲ့အတွေ့အကြုံပေါ့လေဆိုတော့ကျွန်တော်တို့ HSK စာမွေးဖြေတဲ့အခါမှာကျွန်တော်အထူးသဖြင့် listening ဖြေတဲ့အခါမှာအမှတ်တွေအများကြီးရဖို့အတွက်အကြံပေးစကားဆိုရင်ဘာလို့များဖြစ်မလဲဗျညီမလေးနဲ့စာအောင်အာအကြံပေးစကားဆိုလို့လို့ရှိရင်ပထမဆုံးညီငယ်စာအုပ်ကိုပေါ့နော်တေးချာချာလေး ျန်းဝင်ရှိထားမယ်ဆိုလို့ရှိရင်အာနံပါတ်1အနေနဲ့ရန်စင်ပြနေပြီဒါပေါ့ပြောလို့လို့ရှိရင်ပြောလို့ရှိရင်ဒီ vocabulary လေ vocabulary ရေးတတာရေးစာကြောင်းတိဆောက်ပုံတွေကဒီ HSK စာအုပ်ထဲမှာပဲအဓိကပါဝင်လာတယ်ဟာအဲ့ဒါဆိုရဲအတွက်အရန်အဆင်ပြေနေပြီဟုတ်ကဲ့ပါခင်ဗျာဆိုတော့လောက်ရှိအကြံပေးစကားဆိုရင်ဘာဖြစ်မလဲဗျဆရာမပေါ့နော်လောက်စဆိုတော့လဲစာတော့တိချာတော့လုတ်စီချင်တာပေါ့ဒါပေါ့ဟုတ်ကွာလေအဲ့လိုလုတ်ထားမှပဲဟွာဖြစ်မှာပေါ့နော်ဒါပေမဲ့ဟိုအဲ့လိုပြောတော့လောက်စလဲငယ်တော့ကစ အရင်လုပ်တဲ့ထဲပါလားဆိုမပါပါဘူးဒါပေါ့အဲ့တော့ကိုကလေ practice လုပ်ရင်လုပ်ပေါ့နော်မလုပ်နိုင်ရဆိုလို့ရှိရင်လောက်စရီစတင်တဲ့အချိန်မှာတရားလိုက်နာထားဟုတ်ကဲ့အဲ့အဲ့လိုလဲရတယ်လောက်စစာလေးလာတဲ့နီလန်းရကြတော့ပေါ့လေဝေးပေါ်ဆိုတဲ့ဟာလေးရှိရယ်သူကဝေးပေါ်ရှိရယ်ပေါ့နော်အဲ့ရဲ့ဘယ်လိုပြောမလဲအဲ့ရဲ့ဟိုပါပေါ့ application ဆိုလို့ရှိရင်သူကကြောစာပိုက်တွေအရှည်ကြီးတွေလည်းရှိရယ်ဟုတ်ကဲ့ပေါ့တူတူလေးလည်းရှိရယ်အဲ့တော့တူတူလေးဆိုလောက်စကြောစာလည်းအရင်မဖက်နိုင်ဘူးအဖက်ဖို့အချိန်မရှိဆိုလို့ရှိရင်အတူလေးတွေကနေပြီးတော့မှလေဟိုဖက်ကြည့်လို့ရရယ်ပေါ့နားထောင်ကြည့်လို့လည်းရရယ်ပေါ့ ဟုတ်အဲအားနေပြီးတော့မှလည်းတဆင့်လေဟွာတိလာလို့ရရပေါ့ဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ HSK ဖြေတဲ့ចောင်းသားចောင်းသူတွေအကုန်လုံး listening မှာမှတ်တွေအများကြီးရကြပါစေပေါ့ခင်ဗျာเฮียร์อิทฟีลอิทลัฟอิท